မင်္ဂလာပါရှင်။ရာသတော် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါရစေ။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူနိုင်မင်းရမညရေးသားထားတဲ့နိုင်ကောင်းတဲ့ကတရဝါဇန်ဆိုတဲ့ channel ရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားကြပါမယ်။ channel လေးကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe ထိပ်သွားပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်။ဒါဆိုရင် channel လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ဒီမှာဘာဖြစ်နေရလဲ။အမ်မကတော်တော်လေးမေးလိုက်တယ်။ သူမရဲ့အတန်ထဲမှာကြောက်ရွံ့မှုနဲ့ဒေါသတွေရောနှောနေရဲ့လူကျန်းတယောက်ကသူမကိုတနက်နဲ့ချိန်ရွယ်ရင်းနဲ့ဖက်ဆက်ပိတ်ထားစမ်းလို့အောင်းကောက်လိုက်တယ်။ဒါပေမဲ့သူ့အတန်ထဲမှာအရှင်လိုရှုံချင်းမှုအပြည့်မရှိတော့ဘူး။ဘလို့မှတုံ့ပြန်ခြင်းမရမိမှာပင်လေတူးကိုခွင်ပြီးအတန်ကြီးတစ်ခုထွက်ပေါ်လာတယ်။နှက်ရှိုင်းပြီးအက်ခွေ၆ကန်နေရဲ့ဟိန်းတန်ကြီးနိုင်ကောင်အတွင်မှထွက်ပေါ်လာပုံရတယ်။ဒီအတန်မှာလူသားတွေရဲ့အတန်မဟုတ်သလိုသူတို့တက်တက်မှာတခါမှမကြဖို့ခဲ့တဲ့တလိမ့်ဆန်တွေရဲ့အတန်မျိုးလည်းမဟုတ်သေး မြေပြင်ရအနှဲငယ်တောင်းခွာလာပြီးတနက်ကင်ထားတဲ့လူကျန်းတွေဟာမျက်လုံးတွေပြိုကျကမျက်နှာတွေမှာအထိတ်တလန့်ကြောက်ရွံ့မှုကိုမဖုံးကွယ်နိုင်တော့ပြီအဲ့ဒါအဲ့ဒါဘာကြီးလဲချိန်ကအတန်းတော်တော်ရင်ရင်နဲ့တိုးတိုးရွရွတဲ့သူ့မျက်လုံးတွေကလှိုင်ကောင်းအဝင်ဝါကိုမရက်တရက်စိုက်သိနေမိရဲ့လူကျန်းတယောက်ကလှိုင်ကောင်းဝါစီကိုတနက်နဲ့ချင်းရွယ်ရင်လှဲ့ကြည့်ရဲ့ဘသူမှမလုံနဲ့သူကအတန်းတိုးညင်းစွာဆူလိုက်ပေမဲ့သူ့ရဲ့တက်တိမှာတော့တဖြည်းဖြည်းပြိုကွဲလာနေသလို သူတို့ဟာဒေးလိုင်းကောင်အတွင်းမှာပစ္စည်းတွေကိုဖွက်ထားခဲ့ကြစဉ်ကဘာထူးကြမှုမှမတွေ့ရှိခဲ့ကြပြီးသူတို့မှာလှိုင်းကောင်အပြင်ဘက်မှာသာတဲထူးကပုံအောင်နေခဲ့ကြပြီးညအချိန်တွေမှာလှိုင်းကောင်အတွင်းကိုဝင်ရောက်စူးစမ်းခဲ့ပူခြင်းလုံးဝမရှိခဲ့ခြင်းဟိန်းတန်ကြီးဟာတက်မှန်ထွက်ပေါ်လာပြီးတော့အခုတချိန်မှာတော့ပုံမိုနီးကက်လာသလိုလှိုင်းကောင်အတွင်းမှာအရာမအရာဝိတုကြီးတခုလှောက်ရှားနေရန်တူတဲ့အတန်နဲ့တူကျောင်းစစ်ခဲငယ်လေးပဲလှိုင်းကောင်အဝင်ဝမှာတလိမ့်နေကြလာတယ် လူကျန်ကောင်းဆောင်ကကားတကားစီကိုတလန်းချင်းတဖြည်းဖြည်းဆုပ်ခွာသွားပြီးသူ့ရဲ့လက်တွေမှာတည်တည်တသာတုံ့ရနေရဲ့မင်းတို့ဒီမှာပဲနေကြသူကအော်ဟစ်ပြောဆိုပြီးနောက်မြေကိုးတွေဖုံးလန့်နေရဲ့လိုင်ကောင်းဝါစီကိုတနန်းနဲ့ချိန်ရင်နဲ့တဖြည်းဖြည်းချင်းကဲသွားတယ်သူထွက်သွားအနေအမ်မာကတော်တော်လေးဆိုတယ်ငါတို့ဒီကနေထွက်သွားမှာဖြစ်မယ်အခုချက်ချင်းပဲဒိုင်းမဲ့တနတ်တွေကချိန်ဟာစိုးရင်စွာစကားဆလိုက်တယ်တနတ်တွေကိုမိထားလိုက်တော့အိုလီဗာကအတန်တတိုးနဲ့ဖြတ်ပြောတယ် အဲ့ဒီလိုင်ကောင်းတဲ့ကဘာကောင်းကြီးမသိရတာပို့ဆိုးလိမ့်မယ်။သူတို့အငင်းကုန်ပြုနေစင်းပါပဲ။အပြင်ဘက်မှာပထမလူကြိုင်ရဲ့အလန့်တကြားအော်ဟစ်တန်စီထွက်ပေါ်လာတယ်။ဒါပေမဲ့အဲ့ဒီအော်တန်မှာရုတ်တရက်ပြတ်တောက်သွားပြီးနောက်အော်နှလုံးနာပဲအယိုတွေကျိုးကျေသွားတဲ့အတန်တစ်ခုနဲ့တူအဆုံးသက်သွားတော့တယ်။လိုင်ကောင်းတဲ့မှာအီယာမပုံရည်ကြီးတစ်ခုဟာမြေကိုယ်တွေကြားမှာတွေ့ရပြီးထွက်ပေါ်လာပြီးမိသေးဘက်မှာတောက်လောင်ကြီးရဲ့မျက်လုံးညကြီးတွေနဲ့သူတို့ကိုစိုးစားကြည့်နေရဲ။ကားအနီးမှာကြံနေသေးတဲ့ဒုတိယလူကျန်းမှာ အထိတ်တလန့်နဲ့တနက်ကိုမစင်မကျင်ပြစ်ကတ်လိုက်ရာစီဇန်တချို့ကဘန်ကောက်ကိုထိမှန်သွားတယ်။ဒါပေမဲ့အဲ့ဒီတရဝါကြီးမှာစီဇန်တွေကိုဂရုမမှုတဲ့အလားအရှင်ပြင်းစွာနဲ့သူတို့စီကိုပြေးဝင်လာတယ်။ဒုတိယလူချမ်းရဲ့ကြောင်းလန်တကြအော်ဟစ်တန်ဟာလိုင်ကောင်းထဲမှာပဲ့တင်ထက်သွားပြီးနောက်သူ့ရဲ့ခန္ဓာကိုယ်မှာအဲ့ဒီတရဝါကြီးရဲ့ထက်ရှားတဲ့လက်သေးကြုံတွေအောက်မှာစက်ကူစုပ်ပမာဆုပ်ပြတ်သွားတယ်။ကားထဲမှာကျန်နေတဲ့တတိယလူချမ်းမှာကြောက်ရွံ့မှုကြောင့်ယူမတက်ဖြစ်ကတနက်ကိုလှိုင်ကောင်းအတွင်းကိုအိုးတီးပြီးထက်မှန်ပြစ်ခတ်တယ်။ ဒါမှမဲ့တရဝါကြီးဟာလျှက်တပြက်အချိန်နဲ့သူ့ထံပြေးဝင်လာပြီးလက်သက်တစ်ချက်နဲ့ပင်သူ့ကိုထိုးပေါက်တက်ပြက်လိုက်တယ်။သူ့ရဲ့နောက်ဆုံးအော်တန်ကတောင်းနဲ့ထဲကိုတိုးဝင်ပြောက်ွယ်သွားပြီးတရဝါကြီးရဲ့ကြောင်းမဲ့ဖွယ်ဟိန်းတန်ကအဲ့ဒီနေရာမှာကြီးစိုးကြံရင်ခဲ့တယ်။အားလုံးတိတ်နေ။အမ်မကလေးတန်တတိုးနဲ့အမိန်ပေးရင်နိုင်ကောင်ရင်းကိုမျက်တောင်မခက်တန်းစူးစိုက်ကြည့်နေရဲ့။တွန်ကအတန်တိုးပေမဲ့ခိုင်မာစွာဆိုရဲ။အဲ့ဒါကငါတို့ဦးတည်လာနေတာထပြီးမှဖြစ်မယ်လူကတ်ကသူ့ရဲ့ပုံဆွဲစာကို လှည့်ခနဲဖွင့်လိုက်ပြီးစာမျက်နှာတစ်ခုပေါ်မှာတစုံတစ်ခုကိုအလင်းမြန်ရေးချက်မှတ်သားနေရတူတယ်။ငါမှအကြံတစ်ခုရှိတယ်။ तू ကလေးတန်းတူးနေဆိုရယ်။အဲ့ဒီကောင်ကြီးဟာအလင်းရောင်ကိုတိတ်မကြိုက်ဘူးလို့ငါထင်နေ။ကာမီတွေကိုအတုံးချပြီးသူ့အာယုံလျောင်လှုပ်လို့ရလောက်တယ်။ပြီးတော့ငါတို့တကားခွင့်ပြီးတော့အမြန်ဆုံးထွက်ပြေးကြမယ်။တော်တဲ့ဟိုပဲ။သပင်တွေကငါတို့ကိုဖုံးကွယ်ကောက်ွယ်ပေးလိုက်မယ်။ဇက်ကသူတို့ရဲ့စကားဝိုင်းကိုစူးစိုက်နားထောင်နေရင်ရုတ်တရက်ထပြောတယ်။ငါမှအားကောင်းတဲ့တမိတလည်းရှိရယ်။လူကတ်ပြောတာမှန်တယ်ဆိုရင် ဒီတံမီးကိုတုံးပြီးအဲ့ဒီကောင်ကြီးကိုအာယုံထွေပြောင်းလုလို့ရနိုင်တယ်။ဒါဆိုကုချက်ချင်တော့မယ်လေ။အမ်မာကပြက်သားစွာဆုံးဖြတ်ချက်ချလိုက်တယ်။ချက်ခမရတံမီးကိုအစင်းသင်းလှုပ်ထားပါ။လူကတ်မင်းရဘန်ကားရဲ့မီးတွေကိုထိန်းချုပ်။ကျန်တဲ့လူတွေအားလုံးတကားနားမှာအစင်းသင်းစောင့်နေကြ။ငါအချက်ပြနဲ့တပြိုင်နက်ပြေးမယ်။တရဝါကြီးဟာတလန်းချင်းဘန်ကားစီကိုချင်းကပ်လာတယ်။သူ့ရဲ့ကြီးမားတဲ့ခြေလန်းတွေကမြေပြင်ကိုတုံခါစေပြီးအသက်ရှူတမ်းမှာနှိမ့်ကြတဲ့ဟောက်တန်စီတို့ကြားနေရတယ် လူကတ်ကအမ်မထံမှအချက်ပြမှုကိုရရှိရနဲ့ဘန်ကရဲ့ရှေ့မီးကြီးတွေကိုမှိတ်တော့မှိတ်တော့အစမပြတ်ဖွင့်လိုက်ပေးလိုက်လို့တယ်။ဒရဝါကြီးဟာရုတ်တရက်ရက်တန်သွားပြီးသူ့ရဲ့နေရတဲ့မျက်လုံးတွေနဲ့မီးအောင်စီကိုစူးစားကြည့်နေရဲ့။အခုပဲချက်ကအားကုန်အော်ဟစ်ပြီးတော့ဓမီကိုဖွင့်လိုက်တယ်။စူးရှားတဲ့အလင်းတန်ဟာဒရဝါကြီးရဲ့မျက်နှာတစ်တဲကိုထိုးကျသွားရသူ့ရဲ့ဟိန်းတန်မှာပို့ပြီးကျဲလောင်စွာထွက်ပေါ်လာတယ်။အမ်မကတကားကိုဆောင်ဆွဲဖွင့်လိုက်ပြီးပြေးစားလို့ကျဲလောင်စွာအော်ဟစ်လိုက်တယ်။ ။ကျောင်းသားပြီနဲ့ဆရာနှစ်ဦးဟာဘန်ကားပေါ်မှာအလူရဲ့ခုံစင်းကမောင်မဲနေရဲ့တက်တော့အတွင်းကို အသက်လွပြီးပြေးဝင်သွားကြတယ်။ဇက်ကတော့နောက်ဆုံးမှထွက်ပြေးရင်တမီးကိုလှိုင်းကောင်းစီကိုဆက်လက်ထိုးထားစေ။တစ်ပြင်းနေကြတဲ့ကို ပြေးဝင်ခြင်းနဲ့အမ်မာကရှေ့ဆုံးမှဦးဆောင်နေရဲ့။အားလုံးတောင်းတဲ့တောင်မကွဲစင်နေ။သင်မကအာတင်းအော်ဟင်းနေရဲ့။ရုတ်တရက်ချင်းကခြေချော်ကမြေပြင်ပေါ်ကိုလဲကျသွားတယ်။အာငါချတော့သူကနာကျင်စွာအော်ဟင်းရင်မြေပြင်ပေါ်မှာလိုးလိမ့်နေရဲ့။ဂျိမ်း ။အိုလီဗာကပြန်လှည့်လာပြီးသူ့ကိုဆွဲထုတ်ဖို့ကြိုးစားတယ်။ဒါမှမဟုတ်အဲ့ဒီမှာပင်တစ်ပင်တွေကြားမှာကျောင်းဘက်ဘွယ်ဟင်းတန်စီတကူထပ်မံထွက်ပေါ်လာပြီးတရဝါကြီးဟာသူတို့ကိုလှည့်မြန်စွာလိုက်လာနေပြီဖြစ်တယ်။သူ့ကိုဒီတိုင်းထားခဲ့လို့မဖြစ်ဘူး။အိုလီဗာကအော်ဟေချင်း James ကိုအာတင်ဆွဲထုတ်နေရဲ့။အခုချက်ချင်းထွက်ပြေးမှာငါတို့အလုံးအသက်ရှင်နိုင်မှာ။ Lucas ကပြတ်သားစွာပြောရင်အိုလီဗာကိုဆွဲခေါ်သွားတယ်။တွန်ကတော့လဲကြနေတဲ့ James ကိုသူ့ရဲ့ပခုံးပေါ်ကိုလှည့်မြန်စွာတင်လိုက်ပြီးအားကုန်တုံးပြီးဆက်လက်ပြေးသွားတော့တယ် တို့ဟာတက်တော်တွင်ကိုပို၍နှဆိုင်စွာပြေးဝင်လာကြပြီးတိုင်ကောင်းစီမှာဟိမ့်တန်တွင်မှတပြေးပြေးဝေးกว่าလာတယ်ယံဒါမဲ့တို့ရဲ့စိတ်ဆင်းမှာတော့ကြောက်ရွံ့ထိတ်လန့်မှုတွေကပို့ပြီးပို့ပြီးတိတ်သေးလာတယ်၎င်းတက်တော်ဝါကြီးဟာတို့ကိုဆက်လက်လိုက်လံနေစေလာဒါမှမဟုတ်၎င်းနဲ့ဆိုင်တဲ့တက်တော်ကြီးအတွင်မှာဓာတ်ထက်ပို့ဆိုရတဲ့တခြားအခြေအနေတွေကစောင့်ကြုံနေအောင်မလားပြည်သက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူနိုင်မင်းရမညရေးသားထားတဲ့ တိုင်ကောင်းတဲ့ကတတဝါဇန်းဆိုတဲ့ဇလန်လေးရဲ့အပိုင်းနှစ်ကတော့တင်ပါတယ်ပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။